အားလုံးပဲမင်္ဂလာပါရှင်ဇေဝတုတ္တကဏ္ဍအနေချိုးဆိုပါရစေဒီတစ်ပတ်ကိုမျှဝေပေးခြင်းတဲ့အကြောင်းအရာပေါ့နော်အဲဒီပေါ့အပြူတယောက်ပါတဲ့ဒါမဲ့ယာတီသွေးကမမှန်ဦးဖြစ်နေရပေါ့နော်ဒါဆိုရင်ဘလို့ဆေးမျိုးလေးတွေတောက်လို့ရလဲဘလို့မျိုးလေးတွေပြုလုပ်တင်လဲဆိုပြီးတော့မေးထားတာလေးတွေ့ရပါတယ်အဲဒါဆိုရင်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးရောပေါ့နော်တောက်ရမယ့်ဆေးတွေနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါရစေကျမနာမည်ကတော့ဒေါက်တာညင်းကိခိုင်ဖြစ်ပါတယ် ဟုတ်ပါတယ်အမျိုးသမီးတွေမှာဆိုရင်ဓမ္မတာတည်ဆင်းတာရှိပါတယ်ရှင်ပုံမှန်ပေါ့နော်ဒီ73နှစ်ကနေစပြီးတော့အဲဒီအမျိုးသမီးအင်္ဂါနေပြီးတော့ပေါ့နော်ဒီတအိမ်ရနေပြီးတော့တာအုပ်လေးတွေတလားတစ်ချိန်ကျွေရတာဖြစ်ပါတယ်ရှင်တာအုပ်ကျွေပြီးတော့ဒီတအိမ်မှာရှိတဲ့နေရန်လေးတွေကျွေကြပြီးတော့ယာဒီတည်ဆင်းတယ်လို့ခေါ်တာပေါ့နော်အဲဒီအကယ်၍အမျိုးသားရဲ့တုပ်ပိုးနဲ့မတွေ့ဘူးဆိုရင်ပေါ့တလားတစ်ခါယာဒီတည်ဆင်းတာမျိုးဖြစ်ပေါ်စေနိုင်တာဖြစ်ပါတယ်ရှင်အဲအများဖြစ်အမျိုးသမီးတွေကဒီပေါ့နော်အဲဒီ20 22ရက်ကနေဒီပေါ့နော်30 က်နေ35ရက်ကြာမှာပေါ့เนาะယာတီတစ်ခေါက်သွေးစင်တာမျိုးတွေဖြစ်လိဖြစ်တာရှိပါတယ်ရှင်သွေးစင်နေဆိုရင်လည်းကျမတို့2ရက်ကနေ9ရက်ကြာမှာဖြစ်လိဖြစ်တာရှိပါတယ်ရှင် အဲဒါဆိုရင်ပေါ့နော်ယာတီသွေးစင်းတာမမှန်ဘူးဆိုတာဗာလဲပေါ့မမှန်ဘူးဆိုတာပုံမှန်ကိုပေါ့နော်ဒီတလားနေတော့မှ35ရက်ကျော်လို့မှတခါမလာဘူးအဲဒါမှမဟုတ်လဲဒီရက်တူတူနဲ့ပေါ့နော်ရက်20ရက်နေမတိုင်းမီပေါ့နော်ခဏခဏကိုယာတီသွေးစင်းတာမျိုးဖြစ်တယ်အဲဒါမှမဟုတ်ယာတီသွေးစင်းတဲ့အခါမှာအရန်ကိုဟိုနေနေတယ်ဒါမှမဟုတ်ယာတီသွေးစင်းတဲ့အခါမှာအရန်ကိုများတယ်သွေးခဲတွေပါပါတယ်ဒီလိုအခြေအနေမျိုးဆိုရင်တော့ကျမတို့ယာတီသွေးစင်းတာမမှန်ဘူးဆိုပြီးတော့ပြောလိပြောထားရှိရယ်ပေါ့နော်ဒါအပြင်ယာတီသွေးစင်းတဲ့အခါမှာပုံမှန်မဟုတ်ပဲ ဲနဲ့အရန်ကိုနာကျင်မှုတွေခံစားရတာမျိုးတွေဖြစ်တယ်ဆိုရင်လည်းယာတီတွင်းစင်းတာမမှန်ဘူးလို့ပြောလိပြောထားရှိရပေါ့နော်အဲဒါဆိုရင်ကျမတို့ယာတီတွင်းစင်းမမှန်ဘူးဆိုတာအရင်ဆုံးစဉ်းမတောက်ခင်မှာပေါ့အရင်ဆုံးကအကြောင်းရင်းတွေကိုအရင်ဆုံးရှားပေးရမှာဖြစ်ပါတယ်အဖြစ်များတဲ့အကြောင်းရင်းအကြောင်းရင်းတွေကတော့အမျိုးသမီးတွေဆိုရင်အပြိုပေါ်စဝင်တဲ့အချိန်ဆိုရင်လည်းယာတီတွင်းစင်းတာမမှန်တာမျိုးတွေဖြစ်တတ်ပါတယ်ရှင် ပြိုပေါ်စောင့်ဝင်တဲ့အခါမှာအခန္ဓာကိုယ်ရဲ့ဟော်မုန်းတွေရဲ့အတက်ကျဖြစ်တဲ့အတွက်ကြောင့်မလို့ယာတီသွေးစင်းတာမမှန်တာမျိုးရှိပါတယ်။ဒါပြင်နောက်ဟိုမီနိုပေါ့စ်လို့ခေါ်ရဲပေါ့နော်။သိဆုံးသွားတဲ့အချိန်မျိုးမှာဆိုလဲအာယာတီသွေးစင်းတာမမှန်ဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ခန္ဓာကိုယ်ထဲမှာရှိတဲ့အဲတာဥလေးတွေဟာအလုံးမလုံးတော့ဘူး။အစ်ထရိုဂျင်ဓာတ်တွေတဖြည်းဖြည်းနှဲသွားတဲ့အခါမျိုးမှာလဲယာတီသွေးစင်းတာနှဲသွားမျိုးဖြစ်တတ်ပါတယ်။မရှိတာမျိုးလည်းဖြစ်တတ်တယ်ပေါ့နော်။နောက်တစ်ခုယာတီသွေးစင်းတာမမှန်တာကတော့ဒီပေါ့နော်။အဖြစ်များဆုံးကတော့ဒီစိတ်ဖိစီးမှုကြ ောင်းပေါ့เนาะအမျိုးသမီးတွေအာဒီရာဒီလာရမယ့်အချိန်မှာစိတ်ဖိစီးမှုတွေများနေတဲ့အခါမှာအခန္ဓာကိုယ်ထဲမှာအာဒီ stretch hormone လို့ခေါ်တဲ့ဒီစိတ်ဖိစီးမှု hormone တွေထွက်တတ်ပါတယ်ဒီလို hormone တွေထွက်ပြီးရောရာဒီသွေးစင်းမှုကိုဖြစ်စေရပေါ့เนาะဟိုဟို ဖြစ်စေတဲ့ဓာတ်တွေနည်းသွားပြီးတော့ကျမတို့ရာသီသွေးမလာတာမျိုး ဖြစ်တတ်တာမျိုးရှိပါတယ်။ဒါအပြင်ပေါ့နော်အမျိုးသမီးတွေဆိုရင်ဒီကိုလေးချိန်ပေါ့နော်အရန်ဝါလာတာမျိုးတွေအရန်ကြီးကိုမစားမတောက်ပဲအရန်ပိန်သွားတဲ့အခါများမျိုးဆိုလဲကျမတို့ခန္ဓာကိုယ်ကနေပြီးတော့ဇီဝကာမဖြစ်စင်နေပြောင်းလဲပြီးတော့ရာသီသွေးမစင်းတော့တာမျိုးတွေသွေးစင်တာနောက်ကျသွားတာမျိုးလည်းဖြစ်လိဖြစ်တာရှိပါတယ်။အဲတချို့အဖြစ်များဆုံးကနောက်တစ်ခုကတော့ဒီလေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လောက်တာမျိုးပေါ့နော်လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လောက်ပြီးတဲ့အခါမျိုးမှာအဲဒီရာသီသွေးစင်းမမှန်တာမျိုးတွေလေ ည်းရှိတတ်ပါတယ်။အဲလုံးဝရာသီသွေးဆင်းမှုမရှိတာတော့ကိုဝင်ဆောင်ပေါ့နော်။ကိုဝင်ဆောင်မျိုးသမီးတွေဆိုရင်ရာသီသွေးဆင်းတာမျိုးမရှိတော့ဘူး။ဒါအပြင်တချို့ဟိုအမျိုးသမီးနဲ့ဆိုင်တဲ့ယောဂတွေပေါ့နော်။ဒီတဲ့အိမ်မှာတာဥတဲတာဒါမှမဟုတ်တဲ့အိမ်အမေးပါတွေရောင်းတာအဲတဲ့အိမ်အမေးပါတွေပိုးဝင်တာဒီလိုမျိုးချိန်နေမျိုးမှဆိုလဲကျမတို့ကရာသီသွေးဆင်းတာမျိုးမမှန်လား။ရာသီသွေးဆင်းတာမလာတာဒါမျိုးတွေဖြစ်တတ်ပါတယ်။အဲ့ရောကျမတို့ကအမျိုးသမီးတယောက်ကဒီရာသီသွေးဆင်းတာမမှန်ဘူးဆိုရင်ကျမတို့အပေါ်ကချက်တွေတွေကဘယ်ချက်တွေဖြစ်မလဲဆိုတော့အရင်ဆုံးကြည့်ရတာ ာပေါ့နော်ဥမာစိတ်ဖြစ်မှုများတာကြောင့်ဆိုရင်တော့စိတ်ဖြစ်မှုနည်းရပြုလောက်အောင်မှာဖြစ်ပါတယ်ဟိုစိတ်တောက်စရာမလိုပဲနဲ့ပေါ့နော် ဟို lifestyle changes လို့ခေါ်တဲ့လူနေမှုဘဝကိုပြောင်းလဲပြီးတော့ရာသီသွေးမှန်အောင်လို့ပြုလုပ်လို့ရပါတယ်။အဲနောက်တစ်ခုကကဒီပေါ့နော် weight အရင်တက်နေတယ် weight အရင်ကျနေရဆိုလဲ weight ကိုပုံမှန်ဖြစ်အောင်လို့ကိုယ်လေးချင်းကိုပုံမှန်ဖြစ်အောင်လို့ထားပြီးတော့ရာသီသွေးမှန်အောင်လို့ပြုလုပ်လို့ရပါတယ်။အဲဒါမှမဟုတ်ရင်ကိုယ်မှာဒီတအိမ်နဲ့ပတ်သက်တဲ့ယောဂရှိတယ်ဆိုရင်လည်းရေတိုဆေးတောက်တာမျိုးမဟုတ်ဘဲနဲ့ဒီတာဖွားမြည့်ရဲ့ဆောင်ဝင်တဲ့ဒေချာတိုင်းမြင်ပြီးတော့ဒီတအိမ်မှာရှိတဲ့ယောဂအခြေအနေကိုပေါ်ထုတ်ပြီးတော့ရာသီသွေးမှန်အောင်လို့ပြုလုပ်ပေးရတာဖြစ်ပါတယ်ရှင်။အဲဒါဆိုရင် င်ကျမတို့ကဒီပေါ့နော်ဒီလိုမျိုးအကြောင်းအရာတွေနဲ့အတူတူပေါ့ကျမတို့ကဒီဆေးအနေနဲ့ပေါ့နော်ဗာဆေးတောက်လို့ရလဲဆိုရင်တော့ non ethylstyrene ဆိုတဲ့ဆေးလေးတော့တောက်လို့ရပါတယ်ရှင်ဒီ non ethylstyrene ဆိုတဲ့ဆေးကတော့သူက progestin ဆိုတဲ့အုပ်စုဝင်ထဲမှာပါပါတယ်အဲသူကတော့ဒီအမျိုးသမီးတွေအဒီကိုဝင်မရှိဘဲနဲ့ပေါ့နော်ကိုဝင်မရှိဘဲနဲ့ယာဒီသွေးဆင်းဘူးပေါ့အထူးသဖြင့်ဒီ၃လကျော်လုံးမှယာဒီသွေးမဆင်းဆိုရင်ကျမတို့ဒီဆေးလေးကိုဟိုတောက်လို့ရပါတယ်ရှင်ဒီနေ့ကိုပေါ့နော်၂ချိန်အ၃ရက်ကနေပြီးတော့တစ်ပတ်လောက်တောက်လိုက်ပြီး ဆိုရင်ဒီမိမကိုကနေတဆင်းပေါ့နော်ဒီတအိမ်မှာနေရန်နေရပြောင်းလဲမှုတွေဖြစ်ပြီးတော့ဆေးတောက်ပြီးတပတ် ပြီးတဲ့အခါမှာယာတီသွေးစင်တာမျိုးတွေဖြစ်ပေါ်စေနိုင်တယ်။တနည်းအားဖြင့်ဟိုယာတီသွေးပေါ်စေလို့လည်းပြောကြပါတယ်ရှင်။အဲဒီ Nonsteroidal ဆိုတာကတော့ဒီ progestin hormone ဖြစ်တဲ့အတွက်ကြောင့်မလို့အဲယာတီသွေးလောင်အောင်ယာတီသွေးစင်အောင်ယာတီသွေးပုံမှန်ဖြစ်အောင်လို့ကူညီပေးနိုင်တဲ့ဆေးတမျိုးလည်းဖြစ်ပါတယ်ရှင်။ကျမတို့ဒီဆေးတွေရဲ့ပေါ့နော်ဒီဆေးပေါ့ Nonsteroidal ဆိုတဲ့နော်ဒီဆေးရဲ့မကောင်းတဲ့ဆိုချိုကတော့အဲယာတီသွေးစင်တဲ့အခါမှာဆိုရင်ပုံမှန်မဟုတ်တာမျိုးဖြစ်တတ်တယ်။အဲယာတီသွေးရဲ့ပုံမှန်နည်းနည်းလေးစင်းနေသူကအများကြီးစင်းတာမျိုး များကြီးဆင်းတဲ့သူကနည်းနည်းလေးဆင်းတာမျိုးတွေဖြစ်တတ်တယ်။ဒီဆေးတောက်နေတဲ့ချိန်မှာရင်သားတွေပေါ့တင်းလာတာမျိုးတွေရင်သားတွေနာလာတာမျိုးတွေဖြစ်တတ်တယ်။ဒါအပြင်ဒီဆေးတောက်နေတဲ့ချိန်မှာပြို့တာမျိုးတွေ အန္တရာမျိုးတွေရင်ပြင်းရင်ကဲဖြစ်တာမျိုးတွေကိုလီချိန်တွေပြောင်းလဲမှုဖြစ်သွားတာမျိုးတွေပြီးတော့ဟိုအိပ်ပျော်အားခတ်တာမျိုးတွေဝက်ချံဖြစ်တာမျိုးတွေပြီးတော့မျက်နာမှာပေါ့နော်အညိုရောင်အကွက်တွေထွက်လာတာမျိုးတွေပြီးတော့သပင်တွေကျွတ်တာမျိုးတွေအပြင်ပေါ့နော်ဒီမျက်နာမှာပေါ့နော်အမွှေးလိုမျိုးလေးပေါက်လာတာမျိုးတွေဖြစ်တတ်ပါတယ်ဒါကတော့ဖြစ်တာတော့နည်းတာပေါ့နော်5%လောက်ပဲရှိရဲဒါပေမဲ့ကိုကဒီဆေးတောက်တဲ့ချိန်မှာဒီလိုမျိုးဖေးထွက်ဆိုးကျိုးလေးရှိတတ်တာကိုကသိထားပြရမှာဖြစ်ပါတယ်ရှင် အဲကျမတို့ဒီဆေးကိုတော့အဓိကအားဖြင့်ကိုဝေမရှိတော့မှပဲတောက်လို့ရပါတယ်ရှင်ကိုဝေကိုဝေမရှိဘဲနဲ့ရာသီသွေးဆင်းမှုဟိုမရှိတဲ့အချိန်မျိုးမှဆိုရင်တော့တောက်သုံးလို့ရပါတယ်ရှင် အဲဒါဆိုရင်တော့ညီမတို့ကဒီဗီဒီယိုကနေပြီးတော့ယာဒီသွေးပေါ်စေးနဲ့ပတ်သက်ပြီးတော့ဗောနော်ဒါအပြင်ယာဒီသွေးမှန်သွေးမှန်အောင်လို့ပြုလုပ်ရမယ်ဗောနော်အချက်လေးတွေနဲ့ပတ်သက်ပြီးယာဒီသွေးမမှန်တဲ့အကြောင်းရင်းလေးတွေနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားတာဖြစ်ပါတယ်ရှင်အရှိရှိသူပြည်သက်များအားလုံးကြားမှာကြပါစေနောက်ဗီဒီယိုတွေမှာလည်းဒီစေဝါသုတနဲ့ပတ်သက်တဲ့ဆေးများအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်